ဒီနေ့ကတော့ကက်ကတင်းစနယ်လုပ်ပြီးတော့ချက်စားမယ်ကျွန်တော်ကက်ကတင်းစနယ်လုပ်ဖို့အတွက်အရင်ဆုံးကက်ကတင်းကိုကျွန်တော်အကြည့်ထိုးမှာပေါ့နော်အကြည့်ထိုးပြီးရင်တော့ဒီလိုမျိုးအတုံးလေးတွေတုံးထားပါမယ်တုံးပြီးရင်ကက်ကတင်းစနယ်ကစားနပ်နိုင်လေးနဲ့တေချာလေးနဲ့နှက်ရတာပါစားမနိုင်ဘူးဆိုလို့ရှိရင်တော့အထဲထဲမှာပူနေပြီးတော့လုံးဝကိုစားကောင်းမှာမဟုတ်ပါဘူးကက်ကတင်းစနယ်ကစားနိုင်ရင်ကျွန်တော်မမတတင်းလေးနဲ့ပေါ့နော်အရန်ကိုစားလို့လည်းကောင်းတယ်ထမင်းလည်းပုံမိန်တယ်ပေါ့နော်ပုံမှန်ငါးဟင်းစားနေရတာထက်စားလို့ရှိရင်ထမင်းလည်းပုံမိန်တယ်ပိုလည်းစားကောင်းတယ် ဆိုတော့ဒီလိုမျိုးလေးတေချာလေးအထဲတဲ့ဒီကိုစားရီစိတ်ဝင်အောင်ကျွန်တော်တို့တေချာနေမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တညပေါ့နော်တေချာလေးအဖုံလေးဖုံပြီးတော့နှစ်ထားမယ်ရင်မအူအောင်ပေါ့နော်ပြီးရင်တော့ဒါနောက်မနက်ဒါစားနေထားတဲ့အနေအထားပေါ့နော်အသားလေးဆိုရင်ကတင်ပြီးတော့လေးမာနေရောပဲစားရီကတော်တော်စိတ်ဝင်သွားတယ်အဲကြောင့်မလို့ကျွန်တော်ဒီလိုမျိုးရေ3လေးတက်လောက်ကျွန်တော်ဆေးလိုက်တယ် ပြီးရင်မချက်ခင်မှာလည်းကျွန်တော်ကရေကိုတေချာလေးကျွန်တော်စိန်ထားတယ်ပေါ့နော်နိုင်ဝက်လောက်ကျွန်တော်တေချာလေးစိန်ထားတယ်အဲ့ဒါမှစားရဲ့အငံဓာတ်တွေအကုန်ထွက်သွားမှာပေါ့နော်ပြီးရင်တော့ကျွန်တော်စိမ့်စမ်းငပိရဲ့အချုံမှုတ်ရဲ့ဆနွင်းမှုတ်ရဲ့ကျွန်တော်ထည့်ပါမယ်စားတော့လုံးဝမထည့်တော့ပါဘူးစားထည့်မိရင်တော့ပို့ပြီးတော့ငန်သွားမှာပေါ့เนาะစားဟိုမထည့်မိဖို့အတွက်သတိပြုဖို့လိုပါတယ်ပြီးရင်တော့ငရုတ်တီချက်သွန်ထောင်းထားတာလေးကျွန်တော်စီတက်မယ် စီကျက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ခုနကလုံးပြီးနှက်ထားတယ်ကျွန်တော်ဒီငါးစနဲလေးကိုကျွန်တော်ထည့်မယ်ပြီးရင်တော့တေချာလေးအရသာစိတ်ဝင်အောင်မှုန်ပါပေါ့နော်မှုန်ပြီးရင်တော့အရေးအတွက်ကတော့ခုနကကျွန်တော်အဲဆေးထားတဲ့ပုဂံတွေကအရေးနဲ့စုံလင်ရစုံစည်းရေးပဲကျွန်တော်ထည့်ပါမယ်ပြီးရင်တော့ရေလေးအနှဲငယ်ထည့်ပြီးတော့အဖုံလေးဖုံးထားလိုက်ပါမယ် ဟင်းအိုးပြန်စုလိုက်ရင်တော့ကျွန်တော်တို့အဖုံးဖွင့်ပြီးတော့ကျွန်တော်ကတော့မကြီးကြီးကိုသုံးပါတယ်မကြီးကြီးကဟင်းစားရတာပို့ပြီးတော့အရသာပို့ကောင်းလို့ပေါ့နော်ကျွန်တော်မကြီးကြီးထည့်ပါမယ်မကြီးကြီးထည့်ပြီးရင်တော့ကျွန်တော်ဟင်းအိုးကိုပြန်ပြီးတော့အဖုံးပြန်ဖုံးပါမယ်ဒါမှငါရဲ့အရသာတွေကိုမကြီးရဲ့ချိုချိုချင်းချင်းအရသာလေးစိတ်ဝင်သွားမှာပါပြီးရင်တော့ကျွန်တော်ဒီရှက်နှက်နှံကိုသုံးပါတယ်တချို့ကတော့ဟင်းမွေးမဆလာထည့်ပါတယ်ကျွန်တော်ကတော့ရှက်နှက်နှံကိုသုံးပါတယ်ရှက်နှက်နှံကဟင်းနှံပုံမွေးပါတယ် ပြီးရင်တော့ရှင်းနန်းနန်လေးကိုနှောင်းအောင်ခဏဖုံးပြီးရင်တော့ကျွန်တော်တို့အရသာရှိတဲ့ကကတဲ့စနေဟင်းလေးရပါပြီကျွန်တော်တို့၅စနေရထူကြချက်ကကြတော့ကျွန်တော်တို့၅ညနှံယော့သွားတယ်ပေါ့နော်၅ညနှံယော့သွားတယ်၅ရဲ့အသားမမာလေးနဲ့အဲတမျိုးဆန်းပြီးတော့စားလို့လည်းပိုကောင်းတယ်ပေါ့နော်ကျောင်းကက်ခိစနေဟင်းတွေကပုံမှန်၅ဟင်းစားရတာထက်ပိုပြီးတော့စားလို့ကောင်းတယ်။တမင်လည်းပိုမိန်တယ်။ပိုပြီးတော့လည်းအရသာရှိတယ်ကျွန်တော်တို့မမ တင်တင်လေးနဲ့ပေါ့နော်ပို့ပြီးတော့ငါးကိုစားရတာပို့ပြီးတော့စားဝင်နေပေါ့နော်ပို့ပြီးတော့လဲစားလို့ကောင်းတယ်ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်ကက်ကရက်စနစ်အကြောင်းကိုအဲရိုက်ကူပြီးတော့တင်ဆက်လိုက်တာဖြစ်ပါတယ်အားလုံးထမင်းမင်ကြပါစေခင်ဗျာ